ဖက်ရှင်နဲ့ပတ်သက်ရင်စတန်ကြလှပစွာနေထိုင်နိုင်ဖို့စမ်းသစ်တဲ့ဒီဇိုင်းနဲ့ရည်ရွယ်ထုတ်ဝေထားတဲ့ Balance Magazine ရဲ့ဒီနှစ်အတွက်နောက်ဆုံးစာဆောင်ထပ်မံထွက်ကြည့်လို့လာပြန်ပါပြီ Balance Magazine ရဲ့နောက်ဆုံးကြိမ်ထုတ်ဝေထားတဲ့ Magazine စာအုပ်မှာတော့ခန္ဓာကိုယ်အကျိုးစားလေ့ကျင့်မှုအတွက်လူငယ်အများစုရဲ့မေးမြန်းချက်တွေကိုရေးသားဖော်ပြထားတာဖြစ်ပါတယ် ဟိုကျွန်တော်တို့ရဲ့ဒီရွေချက်ကလေအဓိကကဗျာဟိုဝိမားပဲဖြစ်ဖြစ်အဲဒီဘယ်အားစားလုပ်တယ်ဖြစ်ပါတော့နောက်ဆုံးရွေချက်ကတေချာတော့ကျွန်တော်တို့ဒီ quality of life ပေါ့နော်နေ့စဉ်လှူရှားသွားလာနေဘဝရဲ့ quality ကမြင့်သွားမယ်လေဟိုဝိကြီးမပြီးတော့အဲနောက်နေ့အကြောင်းမသွားနိုင်ဘူးရုံးမတက်နိုင်ဘူးဟိုစကားကောင်းလည်းမပြောနိုင်ဘူးပင်မန်းနေမယ်ဆိုရင်ဒါလေးပဲမရှိပါတော့အဲကျွန်တော်ပြောချင်တာကကိုယ့်ကိုချင့်ချိန်ပြီးတော့အဲတိုင်းစားရင်တော့ပိုကောင်းတာပေါ့ကိုယ့်ကိုတရားပြလုပ်မယ်ဆိုရင်ပေါ့နော်အဲ gay fitness professional အနေနဲ့ဒါလုပ်မယ်ဆိုရင်တော့လေအဲတမျိုးပေါ့နော် အဲပြောချင်တာတော့ကွယ်ဟိုကိုခန္ဓာကိုယ်ရဲ့ကို limit ကိုကိုသိပြီးတော့ကျွန်တော်တို့ကနေ့စဉ် lifestyle ကိုမထိအောင်မပြစ်အောင်ဟိုဒါသိကျင်ရမှာပေါ့နော်ဒီနေ့အတွက်လုဒ္ဓဂျင်းမြောက်မဂဇင်းမျက်နှာဖုံးမှာတော့မော်ရီသေးဆောင်မိမျက်နှာကိုဖော်ပြထားတာပါ2019အတွက် Balance Magazine ရဲ့စာအုပ်ကိုတော့ဒါမဲ့ဇန်နဝါရီလမှာပြန်လည်ထုတ်ဝေသွားမှာပါ စာအုပ်လေးကကျတော့ဒီလိုမျိုးပေါ့နော် help and lifestyle ပုံစံမျိုးလေးကြတာပေါ့နော် fashion မှာလည်းပါသလိုကျမရဲ့ lifestyle ပုံစံ exercise လုပ်တာတွေပေါ်ပြတာပါတယ်အဲ့တော့အဲ့ဒီမင်းတို့ကပြောနေတာကတော့ပေါ့နော်ဒီခေတ်လူငယ်တွေအကုန်လုံးကလည်းကျမရဲ့ lifestyle ကြတာတွေ့ရတယ်။ fashion မှာလည်းအများကြီးပေါ့နော်လေးလာပြီးတော့ lifestyle ကြတာလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီ အာခင်းနဲ့အမျှလိုက်ပြီးတော့ဗောနော်ဟိုဝစ်စင်စားတာတွေလို့ရှိရင် exercise လုပ်တာတွေစားတောက်တာတွေကပြောင်းလဲနေတဲ့အတွက်ဒီဗောနော်ဟိုဒီရာဒီစားထဲမှာကျတော့အကုန်လုံးရှင်းပြတာကျတော့ဘယ်ယာရက်ကောင်းလဲဘယ်ယာတွေကတော့ရှောင်သင့်လဲဆိုတာလေးပြပြတာပါရှင်ကိုခန္ဓာကျန်းမာရေးလေ့ကျင့်မှုတွေကိုအဓိကထားပညာပေးထားတဲ့ဒီမဂ္ဂဇင်းဟာ fashion lifestyle traveling fitness စတဲ့ကဏ္ဍပေါင်းစုံကိုရေးသားထုတ်ဝေနေတာဖြစ်ပါတယ်အဲကျွန်တော်ဒီကျွန်ရရဲ့မှာ ိုကျွန်တော်ခုခက်တိလည်းသွားပြီးတော့ရိုက်ကူးထားပါတယ်။ဒီကြောင်ကြောင်လေးကိုကြည့်နေလုံးဝဟိုကျွန်တော်တို့ရဲ့ lifestyle တစ်ခုပေါ့နော်ကျွန်တော်ပုံမှန်ဖြတ်သန်းနေတယ်ကျွန်တော်လေ့ကျင့်ခန်းတွေလုပ်တယ်လေ့ကျင့်ခန်းလုပ်နေရယ်ကိုယ့်ရဲ့အဲ body ကို balance balance ညညလေးဟိုထားမယ်ဆိုရင်ကိုယ်ကကျန်းကျန်းလေးကျန်းမာမယ်ပြီးတော့ pollution တာလည်းလုံးလို့ရမယ်။အော်ပြီးတော့လုံးဝ healthy lifestyle ကိုလည်းပိုင်ဆိုင်မှာဖြစ်ပါတယ်။ဒီကြောင်ကြောင်လေးကိုကြည့်လိုက်တာနဲ့လုံးဝကိုယ်စိတ်ကို motivate ဖြစ်မှာပါ motivate ဖြစ်ပြီးတော့ ဟိုကိုယ့်ရဲ့ healthy lifestyle ကိုလည်းရှောင်ဝင်နိုင်ပါသေးလို့လည်းစိတ်တော်ပြပါတယ်